ားလုံးပဲမြင်ပါ Forever Gonna Facebook နဲ့ TR YouTube channel တို့ကနေကြိုဆိုပါရစေ။ ဒီကနေ့မနက်အစောပိုင်းမှာတော့ကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းဆွေးနွေးသုံးသပ်ကြအောင်ဒါအရင်ဆုံးအနေနဲ့ဒါကျွန်တော်တို့အာဆင်နယ်အသင်းပွဲစဉ်တွေရှိတဲ့ရက်တွေဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအာဆင်နယ်ပွဲစဉ်တွေအကြောင်းပြောကြပြီးတော့ဒါပွဲစဉ်တွေမရှိတဲ့ရက်တွေမှာတော့ကျွန်တော်တို့တွေကဒါဒဏ်ရကစားသမားအခြေအနေတွေရဲ့ဒါအာဆင်နယ်အသင်းတွင်းမှာစာချုပ်သက်တမ်းတိုးမဲ့ဒါကစားသမားတွေအကြောင်းနဲ့ဒါကစားသမားအပြောင်းရွှေ့ကိစ္စလေးတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တွေဒါသတင်းတွေတက်လာလို့ရှိရင်ကြောင်းကြီးကိုတို့အမြဲတမ်း sharing လုပ်ပေးလေးရှိတယ်ဒါဒီကနေ့မှာ တော့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါညာချန်းခံစစ်ကစားသမားပေါ့လေဒါဂျူလီယန်တင်မားနဲ့ပတ်သက်ပြီးတော့ကျွန်တော်အာဆင်နယ်အသင်းကဒီကစားသမားနဲ့ပတ်သက်ပြီးတော့စာချုပ်တက်တန်းတိုးမဲ့ကိစ္စမှာအားလုံးအလုံးစုံပြီးမြောက်သွားပြီဒါဒီကစားသမားကို2030ခုနှစ်တည်ရှိတဲ့စာချုပ်တက်တန်း နဲ့စာရုပ်တက်တန်းတစ်ခုနဲ့ဒါကန့်လန့်ထားတာဖြစ်ပြီးတော့ဗဇာသမားကလည်းအလုံးစုံသဘောတူညီမှုတွေရရှိထားပြီးတော့ဒါဒီရက်ပိုင်းမှာပဲအာဆင်နယ်အသင်းတော်ဝင်ရှိသူတွေကဒါရုပ်တက်တန်းတိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရားဝင်ကြေညာသားပွဲရှိတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကဖော်ပြထားတယ်ဒါဂျူလီယန်တင်းမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အာဆင်နယ်အသင်းမှာ ဒါတော်တော်လေးတတိထားမိပြီးတော့ဒီကစားသမားကအာဆင်နယ်အသင်းအတွက်ဟိုတော်တော်လေးအလုပ်ဖြစ်တယ်ဆိုတော့အနေထားတစ်ခုတွေတိလာရတဲ့အချိန်ကဒါကျွန်တော်တို့တွေတိတ်မကြသေးဘူးဆိုတဲ့အနေထားတစ်ခုမှပဲရှိသေးတယ်ဒီကစားသမားအာဆင်နယ်ကိုရောက်လာတဲ့အချိန်မှာသူကညာချမ်းခံစစ်ကစားသမားဆစ်ဆစ်ပုံစံမျိုးမဟုတ်ဘဲနဲ့သူဟာဘယ်ချမ်းခံစစ်မှာနဲ့အဲ sorry ဘယ်ချမ်းခံစစ်နဲ့ဒါဘယ်လိုပြောမလဲဘ ਹੁ နောက်ခံ လူဆိုတော့ဒါ အဲ့ဒီပုံစံမျိုးကိုအများဆုံးဒါစော့တယ်ကစားသမားပေါ့လေဒါအခုဆိုလို့ရှိရင်အာဆင်နယ်အသင်းကိုသူ့အနေနဲ့ရောက်ရောက်လာခြင်းမှာပဲဒါဘယ်ချမ်းခံစစ်မှာစော့ရင်းနဲ့ဒါ injury ပြဿနာကဒါကြီးမားတဲ့ ACL ဆိုတဲ့ injury ပြဿနာရပြီးတဲ့အချိန်မှာအာဆင်နယ်အသင်းကိုပြန်လာတဲ့အချိန်မှာကျွန်တော်ထင်တယ် ဒါဒီကစားသမားကဒါဘယ်ချမ်းခံစစ်မှာနေရာမရလောက်တော့ဘူးထင်တာအဲ့ဒီအချိန်မှာဘလူးဘသူတွေဖြစ်လာလဲဆိုတော့အာဆင်နယ်အသင်းမှာဒါဇင်ချန်ကိုကလည်းအဲ့ဒီအချိန်တော့ကျွန်တော်အာဆင်နယ်အသင်းမှာဒါရွေးချယ်ခြင်းစရာတစ်ခုဖြစ်ရှိနေခဲ့တာဆိုတော့ ဒီကစားသမားနဲ့ပတ်သက်ပြီးတော့နည်းနည်းစိတ်ပူခြင်းစရာဖြစ်ခဲ့တာဒါပေမဲ့ကျွန်တော်တို့ရဲ့ဒါအာဆင်နယ်နီးပြမီခေအာဒေတာကတော့ဒီကစားသမားဂိုတိတတာပြောင်းလဲမှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ကတော့ထင်တယ်ဒါအခုဆိုလို့ရှိရင်သူ့အနေနဲ့ဒါညာချမ်းခံစစ်မှာတော်တော်လေးကိုအလုပ်ဖြစ်ပြီးတော့ဒါအရင်တော့ကျွန်တော်တို့တိတ်ကြိုက်ခဲ့ပါတယ်တိတ်ကောင်းပါတယ်ဆိုတဲ့ဒါဘန်ဝိုက်ကိုတော့ကြော်ပြီးတော့သူ့အနေနဲ့ဒါပွဲထွက်ခွင့်နေရနေတယ်ဒါဘန်ဝိုက်ကိုတိုင်းကလည်းအင်ဂျူတီနဲ့ ဒါသူ့နေအင်ဂျူတီတွေနဲ့လုံပန်းနေရတာလည်းပါတာပေါ့လေဒါကြောင့်မလို့ဒါဂျူလီယန်တင်ဘာကအခုဆိုလို့ရှိရင်အာဆင်နယ်တင်ဘာတော်တော်လေး impact ရှိတဲ့ကစားသမားတစ်ယောက်အဖြစ်ဒါအာဆင်နယ်အသင်းကိုထမ်းပိုးနေတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရမယ်ဒါန နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ရဲ့နီးပြဟောင်းအကြီးဖြစ်တဲ့အာဆင်ဝင်းကားပေါ့လေဒါအာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့ဒါဒီအသင်းကိုမြင်ရတာကတကယ့်ကိုအံ့ဩစရာပဲဒီအသင်းကဒါဒီယာဒီမှာစူဖလောက်အောင်မြင်မှုတွေအတော့ဘာမဆိုလောက်သွားနိုင်ပြီးတော့သူတို့အနေနဲ့ပြဿနာတိုင်းကိုလည်းအကောင်းဆုံးဖြေရှင်းနိုင်တယ်တေချာပါတဲ့ဒီယာဒီပရီးမီးယားလီးဂ် ဖလားကိုဒီအသင်းအနေနဲ့ဒါရယူသွားနိုင်ပွဲရှိတယ်ဆိုပြီးတော့ဒါနီးပြည်အာဆင်ဝင်ကားကအာဆင်နဲ့တင်းနဲ့ပတ်သက်ပြီးတော့ဒါမှတ်ချက်ပေးထားတယ်စတဲ့မှာပဲနီးပြည်အာဆင်ဝင်ကားကဒီအသင်းကဒါလက်ပစ်ဘောတွေကအစဒါတဲကန်ဘောတွေအစုံ ဒါအရာရာကိုဒါအကောင်းဆုံးအတုံးချပြီးတော့ဂိုးဖြစ်ပြောင်းလဲနိုင်စွမ်းလဲရှိတာဖြစ်တဲ့တော့ဒီရာဒီမာတော့အာဆင်နယ်အသင်းကိုကျွန်တော်တို့တွေမေ့ထားလို့မရဘူးကျွန်တော်တို့အာဆင်နယ်အသင်းကတိတိတသာတိုးတက်ပြောင်းလဲလာတယ်ဆိုတော့ကျွန်တော်တို့လက်ခံရလိမ့်မယ်ဆိုပြီးတော့မိပြားကြီးအာဆင်ဝင်းကားကမှတ်ချက်စကားပေးထားပါတယ်ဒါနောက်တဲ့သတင်းပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ဒဏ်ရကစားသမားတွေဖြစ်တဲ့ဒါကိုင်ဟာဗတ်ပြီးရဆိုလို့ရှိရင်ကျွန်တော်တို့အာဆင်နယ်အသင်းကိုဒီရက်ဒီမှာပြောင်းရွှေ့လာတဲ့နိုနီမာနူပြီးရဲ့ ပတ်သက်တဲ့တဲ့ရင်ကြောင်းရလေးတွေတက်လာတယ်ဒါဒီတဲ့ရင်နဲ့ပတ်သက်ပြီးတော့ဒါဒီကစားသမား၂ယောက်လုံးကမကြခင်မှာအာဆင်နယ်အသင်းနဲ့ဒါဖူလင်းထွင်ကြီးတွေပြန်ပြုတ်လောက်လာနိုင်တော့မယ်ဒါအခုဆိုလို့ချင်းတဦးချင်းထွင်ကြီးတွေပြုတ်လောက်နေတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစတဲ့တဲ့ရင်တဲ့တဲ့ရင်ဌာနတွေကပေါ်ပြထားပါတယ်နောက်ထပ်တဲ့ရင်တစ်ပုတ်အနေနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ ဒါဘယ်လိုပြောအောင်လဲနီးပြအဖွဲ့ဝင်တယောက်ဖြစ်တဲ့နီကိုလက်ဂျူပါပေါ့လေနီကိုလက်ဂျူတာ ਨੇ ပတ်သက်ပြီးတော့ဒါအခုဆိုလို့ရှိရင်သတင်းမီဒီယာတွေမှာဒါသူ ਨੇ ပတ်သက်ပြီးတော့ချီကျူးစကားဆိုထားတာတွေတော်တော်များများတွေ့ရတယ်။အားကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အာဆန်နယ်အသင်းကဒါဆက်ပီ ਨੇ ပတ်သက်ပြီးတော့တေဂန်ဘောတွေ ਨੇ ပတ်သက်ပြီးတော့တော်တော်လေးကိုဒါဟိုဒီတေဂန်ဘောတွေကိုအားပြုပြီးတော့ဘိုးရခဲ့တဲ့ဘွဲတွေရှိသလိုဒါဒီတေဂန်ဘောတွေကြောင့်ပဲကျွန်တော်ပွဲအဖြစ်တွေကိုအများကြီးပြောင်းလဲနိုင်တဲ့မျိုးတွေရှိတယ်။ ဒီပေါ်မှာတော့ကျွန်တော်တို့ဒီဒါချီကျူးဖို့မေ့နေတယ်ဒါကစားသမားတွေကိုပဲကျွန်တော်တို့ညချီကျူးကြတယ်နီးပြောက်ကိုပဲချီကျူးကြတယ်ဒါလူဝယ်ပေးတဲ့အသင်းပိုင်ရှင်ကိုပဲချီကျူးကြတယ်နော်ကစားသမားအစ်တွေရှာပေးတဲ့အန်ဒရီယာဘာတာကိုပဲချီကျူးကြတယ်ဒါပေမဲ့ဒါကျွန်တော်တို့အာဆင်နယ်အသင်းကမနေ့ကပွဲစဉ်မှာဆိုလို့ရှိရင်လေဒါဘယ်လိုရောက်မလဲဆက်ပီးရနေပဲဂိုးတွေအများဆုံးရသွားတယ်ဒါအသင်းတစ်သင်းအဖြစ်ကိုဆက်ရှိနေသေးတာအဲ့တော့ တကယ်ချီးကျူးတင်တာကဒါအတန်တိတ်ဟိုအာဆင်နယ်အသင်းကိုပံ့ပိုးကူညီပေးနေတဲ့သူရဲ့ကောင်းကြီးကကျွန်တော်ထင်တာတော့နီကိုလက်ဂျိုပါလို့ကျွန်တော်နေထင်မိတယ်။ဒါနီကိုလက်ဂျိုပါနဲ့ပတ်သက်ပြီးတော့အခုဆို social media တွေမှာ Twitter တွေမှာဆိုလို့ရှိရင်တော်တော်လေးကိုချီးကျူးစကားဆိုနေကြပြီးတော့ဒါကျွန်တော်တို့တွေအနေနဲ့လည်းတကယ်ကိုအတိမတ်ပြုရမယ်။ဒါဘယ်လိုပြောမလဲနီးပြတယောက်ဖြစ်တယ်ဆိုပြီးတော့သတင်းမီဒီယာတွေကပေါ်ပြထားပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။